Pelvish English class ကိုတက်တဲ့အခါဘလို့အကျိုးကျေးဇူးလေးတွေရမလဲဒါကကျမတို့ရဲ့ Pelvish English class မှာမတက်ရောက်ခင်ပေပေမေတို့ရဲ့အများဆုံးမိကြတဲ့မိခိုးလေးပဲဖြစ်ပါတယ် Pelvish English class ကိုတက်ရောက်တဲ့အခါရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးတွေမှာကျွန်တော်ကဒီနေ့နိုင်ငံသားမှာစာသွားသင်မဲ့တသားမိမိလေးတွေအတွက် Pelvish English class ကိုတက်ရောက်ခြင်းကဘလို့အကျိုးကျေးဇူးရရှိရဲဆိုတော့ကျွန်တော်တို့ကပြောပြပြီးရမှာဖြစ်ပါတယ်ဒါမီမီလေးတွေကနိုင်ငံခြားမှာကျောင်းသက်တက်တော့မယ်ဆိုရင်အင်္ဂလိပ်စာကို level တစ်ခုထိထိထိမိမိပြီးမြောက်ထားတယ်ဆိုတော့ certificate တစ်ခုရှိထားတာကိုကောင်းပါတယ် ဒီအခါမှာ solid ဖြစ်ဆုံးရွေးချယ်မှုကတော့ Cambridge တက္ကသိုလ်ကစာမေးပွဲတွေဖြစ်တဲ့ Starters, Movers, Flyers, KET နဲ့ PET တို့ပဲဖြစ်ပါတယ်။ KET က Key English Test ကိုပြောရဖြစ်ပြီးတော့ PET ကတော့ Preliminary English Test ကိုပြောရဖြစ်ပါတယ်။ဒီစာမေးပွဲတွေက Cambridge University Press and Assessment လို့ခေါ်တဲ့အဖွဲ့အစည်းကစစ်စစ်ထုတ်လုပ်ထားတဲ့စာမေးပွဲတွေဖြစ်တာမို့လို့ရေးပါတာဖြစ်ပါတယ်။ဒါအပြင် IELTS တို့ TOEFL တို့ပြည်မယ်ဆိုရင်ပူတောင်ရေးကြည့်ပါသေးတယ်။ ဒီစာအုပ်မှာဆိုလို့ရှိရင်ကလေးတွေက reading ပိုင်းမှာဆိုလို့ရှိရင်လည်းစာအရှိတွေပုံမြင်အရှိတွေကိုဖတ်နိုင်ရမှာပေါ့နော် writing မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ letter တွေ essay တွေ mail တွေရေးနိုင်ရပါမယ် listening မှာဆိုလို့ရှိရင်လည်းကျွန်တော်နှင်းစဉ်စကားပြောတွေကိုနားထောင်နိုင်စွမ်းရှိရမယ်အပြင် speaking မှာဆိုလို့ရှိရင်လည်းစာမွေးစစ်တဲ့ foreign teacher နဲ့တယောက်ချင်းစီအင်္ဂလိပ်လိုတိုက်ရိုက်စကားပြောပြီးတော့စာမွေးဖြေရမှာဖြစ်ပါတယ် listening test တွေမှာဆိုလို့ရှိရင်လည်းတစ်နေ့ကိုအနည်းဆုံးမိနစ်30နဲ့အထက်အင်္ဂလိပ်လိုပြောတာကိုနားထောင်တော့မရှိဘူးဆိုလို့ရှိရင် limited time frame မှာ clear အမှားများများပါတတ်ပါတယ်။ speaking test တွေမှာလည်းပြောရတဲ့ topic တွေက random ဖြစ်တဲ့အတွက်မှတ်တတ်ပါတယ်။ Perfect English class မှာဆိုရင်အကြောင်းအရာမျိုးစုံကိုနိုင်ငံခြားဆရာဆရာမတွေနဲ့ဓာတ်ရိုက်တယောက်ချင်းစီအင်္ဂလိပ်လိုပြောပြီးသင်သွားတာဖြစ်တဲ့အတွက် critical thinking skill တွေတိုးတက်လာမယ်စဉ်းစားတွေးခေါ်နိုင်ခြင်းတွေမြင်မာလာမယ်ဒါကြောင့် random topic တွေပြောရတာလည်း easy ဖြစ်သွားပါလိမ့်မယ်ဆရာပြောတာကိုနားထောင်တဲ့အတွက်ကြောင့် listening skill လည်းတိုးတက်လာမယ် ဆရာကိုအင်္ဂလိပ်လိုပြောရတာဖြစ်တဲ့အတွက်စကားပြောတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်း action ကအစပီပီတတနဲ့ပြောရဆိုရဖြစ်လာမယ်။ဆရာကစာရေးစာဖတ်နဲ့စလုံးပေါင်းအမှန်ယူခိုင်းတဲ့အတွက်ကြောင့်လည်း reading writing ကောင်းမွန်လာပြီးတော့ spelling စလုံးပေါင်းနဲ့ vocabulary knowledge လို့ခေါ်တဲ့ဝေါ်ဟာရအသိပညာလည်းကျော်လာမှာဖြစ်ပါတယ်။ခြုံပြောရရင်ခုနရှင်းပြသွားတဲ့စာမွဲတွေမှာဖြေရမယ့်ပုံစံမျိုးနဲ့ကျွန်တော်တို့ Perfect English Class မှာကသင်ပြီးတာဖြစ်တဲ့အတွက်ကြောင့်တကယ်တဲ့စာမွဲဖြေရမယ့်အချိန်ကိုရောက်လာတဲ့အခါမှာကလေးကမဖြေရတော့တာကြောက်တာလန့်တာစိတ်ပူတာမျိုးလုံးဝမဖြစ်တော့ဘဲနဲ့ဒီစာမွဲဖြေရမယ့်ပုံစံတွေနဲ့သူကယဉ်နီးပြီးသားဖြစ်နေမှာဖြစ်ပါတယ် ဒါကြောင့် Perfect English Class ဟာတတမီမီလေးတွေအတွက်အထောက်အကူဖြစ်စေမှာအသေးချာပါပဲ။